အယောက်ကြားကကျမကိုမပြောဘဲနဲ့အဲ့ဒီ music ကိုသွားတောက်ထားလိုက်တာလင်မယားနေတဲ့ဒီဟာပေါ့အကောင်းနဲ့ဆေးပေါ့တောက်ထားပြီးကျမကိုလာခေါ်တယ်ညီမလေးညီမလေးလာခဲ့ပါအောင်လာခဲ့ပါအောင် ကျမတို့အခေါ်အဝါကိုကိုနဲ့ညီမလို့ခေါ်တာညီမကြီးလာပါအောင်လာပါအောင်ဆိုတော့တကြိမ်ကိုသွားအလောက်ခံလိုက်တယ်နှစ်ကြိမ်လက်ကိုအသွားလောက်ခံလိုက်တယ်ကိုမအားတဲ့ကြားတဲ့နော်ကိုခွင့်ပြုချက်မရဘဲနဲ့သူဟာသူတောက်လိုက်တာနော်ကိုခွင့်ပြုချက်ယူရမှာကိုကိုပြင်ဆင်ထားမှာလေ ရှိတဲ့အလုပ်တွေဖယ်ထားမလေးကွာဟုတ်တယ်နော်နှစ်ချိန်လက်ကိုသွားအလုပ်ခံလိုက်သုံးချိန်လက်ကိုသွားခုအလုပ်ခံလိုက်လေးချိန်မြောက်ဆိုရင်တော့ကိုမခံနိုင်တော့ဘူးကိုပေါင်လည်းမခံနိုင်တော့ပေါင်ကားသွားပြီမခံနိုင်တော့ဘူးမခံနိုင်တဲ့အဆုံးကျမဘာသာလုပ်တယ်ချင်းနေတယ်လဲကျမကကြည်ကြောင်းနော်ကျမမလုပ်ရဲတာမရှိဘူးကျမမပြောရဲတာလည်းမရှိဘူးအဲ့တော့ကျမကရောက်ခမောက်တော့တိုင်လိုက်တယ်အမေအမေတာကျမကိုအခု ဗင်မယားကိစ္စလောက်တာ၃ချိန်ရှိပြီအခုနောက်တစ်ခါလာခေါ်နေတယ်အမေဆိုပြီးတော့ကျွန်မသွားတိုင်လိုက်တယ်နော်ကျွန်မသွားတိုင်လိုက်တယ်တိုင်လိုက်တော့အမေကမျက်လုံးပြည့်ပြဆိုင်ပြတဲ့အမလဲဟဲ့ဒီကိစ္စကြီးကကျုပ်တောင်ရှင်းရတော့မလားအိုကြီးအိုမနဲ့အမေက80ကျော်နေပြီအမေကျွန်မမခံနိုင်တော့ဘူးကျွန်မဟာရောင်းနေပြီကျွန်မမခံနိုင်တော့ဘူးအမေသွားပြောဆိုပြီးတော့ကသွားပြောပြီးတော့ဝုံ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 ဆိုပြီးတော့အောက်ထပ်ကိုဆင်းသွားလိုက်တယ်သုံးလွားကနေနော် ခံနိုင်တော့အဆုံးနော်ကျမခွင့်ပြုချက်မရရင်ကျမစိတ်တိုးတယ်ဒါပေမဲ့ကိုယောက်ျားကိုကိုချစ်လို့တစ်ခါနှစ်ခါသုံးခါကိုအလုတ်ခံလိုက်တယ်လေးခါဆို so sorry ပဲနောက်တစ်ခါဘယ်နှခါလုံးအောင်မလဲကမခံနိုင်တော့ဘလောက်များတောက်ထားလဲမသိဘူးအဲ့တော့ပတ်တိုင်လိုက်တာတိုင်လိုက်တော့ကို့အမေကသူ့ကိုသွားစုလိုက်တယ်ထင်တယ်အမလေးဟဲ့ညနေကျတော့ကျမကိုထိတောင်မထိရဲတော့ဘူးတောင်းပန်တယ်သူက နောက်တစ်ခါကျရင်ခွင့်ပြုချက်မရရင်မတောက်တော့ဘူးနော်တဲ့။အေးခွင့်ပြုချက်မရဘဲနဲ့တောက်ကြည့်လိုက်။ရှင်တွေ့မယ်လို့နော်ကျုပ်တိုင်ပါလို့။နော်မင်းအမေနဲ့တိုင်လို့မရရင်မင်းတို့ကိုယ်ပါသာတိုင်ပါလို့။နေငါ့ကိုအဲ့လိုလှုပ်ကြည့်ငါမတိုင်ရတာမရှိဘူးနော်ငါမခံနိုင်ဘူးလို့။ဒီလား။ကိုကစီးပွားရေးတစ်ဖက်နဲ့လေ။အဲ့ဒီတော့ကလည်းဘာလဲမသိဘူးကြာ။အရန်ကိုအလုံများနေတာ။ကျမတို့အောက်ထပ်မှာကစိုင်ခန်း။ကျမတို့ကသုံးလွာမှာနေတယ်။လေးလွာမှာဖျားခန်း။နေတယ်ဆိုတော့သုံးလွာမှာအေးအေးဆေးဆေးပေါ့သူခေါ်တိုင်းလက်ကိုသွားပါတယ်။ ယ်ကိုယောက်ျားပဲကိုချစ်ပါတယ်ဒါပေမဲ့ကိုကိုအရင်အကြောင်းကြားအဲအဲ့လိုမျိုးပုံစံပေါ့အဲ့တော့ကျမတို့မိမတွေယောက်ျားတွေเนาะဥမာတခုလက်ပဲဖြစ်ဖြစ်မဟုတ်ဆုံးမပဲဖြစ်ဖြစ်ယောက်ျားပြန်ယူသည်ဖြစ်စေအခုပဲအပြိုကနေပြီးတော့မှအခုမင်္ဂလာဆောင်တော့မဲ့လူတွေဖြစ်စေကျမပြောပြမယ်เนาะကျမအမေတင်ထားတဲ့ကိစ္စကျမကလေးနေရောက်အမေဖြစ်တယ်ကျမယောက်ျားကျမဘာလို့ဆွဲလန်းတယ်လဲကျမရိုးရိုးမမွေးဘူးကျမခွဲမွေးတာ ခွဲမေးတဲ့အတက်ကျမတို့အောက်မင်းမကူကလုံးဝပါကင်နော်ကျမတို့တကယ်လို့10ရက်လောက်ကျမခီးထွက်သွားတယ်ဒေါ်လကောင်ကျမအမျိုးသားခီးထွက်သွားတော့ဒေါ်လကောင်10ရက်15ရက်လောက်ခီးထွက်သွားပြန်လာရင်အောက်မလဲဟဲ့ oh my god လို့တော့អော်ရလောက်အောင်ကိုနာကျင်ကြိုက်ခဲတယ်နော်အပြိုးအဲ့တော့ကျမတို့ရဲ့မင်းမကူဒီ တသက်လုံးဒီယောက်ျားနဲ့အမြဲတမ်းသုံးသွားရမှာဖြစ်တယ်။ခလေးကတော့ကိုမွေးထားတဲ့ခလေးကကြီးလာလို့ရှိရင်သူ့ယောက်ျားနောက်သူလိုက်သွားမယ်။သူ့မိန်းမနောက်သူလိုက်သွားမယ်။နောက်ဆုံးကြံရိတ်ခက်မှာဒီယောက်ျားဆိုတော့ကိုရအောက်မိန်းမကူကအမြဲတမ်းသုံးသွား